မင်္ဂလာပါ English for Learner YouTube နဲ့ TikTok channel တို့ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဒီဗီဒီယိုမှာတော့ Diet and Nutrition with the Best Survive ထဲက10 paragraph နဲ့11 paragraph survive တွေကို standard analysis ပုံစံသုံးပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့သင်ခန်းစာလေးကိုဆက်လိုက်အောင် 10th paragraph the root cause of environmental damage is pollution ဆိုတော့ဒီစာကြောင်းမှာအတိထားမယ့်စကားလုံးက cause c a u s e cause အဲ့တော့ cause က verb လဲသုံးလို့ရတယ် noun လဲသုံးလို့ရတယ်ဆိုတော့ဒီဘက်ကျမှာတော့ cause ကဒါ noun အနေနဲ့သုံးထားပါတယ်ကဲနောက်နောက်ထပ်စကားလုံးတစ်ခုက damage တော့ဒီ damage ကလည်းပဲ buff လဲတုံးလို့ရသလိုနောင်လဲတုံးလို့ရပါတယ်။ဒါပေမဲ့ဒီဝက်ကြမှာတုံးထားတဲ့ damage ကကြတော့နောင်အနေနဲ့တုံးထားပါတယ်။ဆိုတော့ဒီနှစ်ခုကိုတီထားမယ်။အဲနောက်တစ်ခုတီထားမှာက environmental ဆိုတော့ဒါတွေ့တွေ့နေကြပါပဲ environmental ဒါ adjective သူရဲ့နောင်က environment ကြတာဆိုရင် server စာကြောင်းရဲ့အတိတ်ပဲလေးကိုပြန်ပြီးတော့ကြည့်ကြအောင် the root cause of environmental damage ပဝင်းကျင် of environmental damage ပဝင်းကျင်ထိခိုက်ပျက်စီးဆုံးရှုံးမှုရဲ့ the root cause အဓိကအခြေခံအကြောင်းတရားက is ဖြစ်ပါတယ် pollution ညဉ့်ဉန်းခြင်းဖြစ်ပါတယ်ကဲနောက်ထပ်ဝေကြတဲ့အကြောင်းဆက်ပါမယ် air water and soil pollutants တော့ဒီမှာတိထားမဲ့စကားလုံးက pollutants ဆိုတော့ pollutants ကတနောင်းပါအဓိပ္ပာယ်ကညဉ့်ဉန်းပစ္စည်းပဝင်းကျင်ကိုညဉ့်ဉန်းစေတဲ့ပစ္စည်းကိုပြောတာပါ pollutants ညဉ့်ဉန်းပစ္စည်းများအဲသူနဲ့ဆက်ဆက်နေတဲ့နောက်ထပ်စကားလုံးရှိပါတယ်ဒါကတော့ရှေ့စာကြောင်းမှာပါခဲ့ပြီးပါပြီအဲ့ဒါကတော့ဘာလဲဆိုတော့ pollution 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 ဆိုတာဒါညဉ့်ဉန်းခြင်း ောက်ထပ်သူ့ရဲ့ buff ကိုမှတ်ထားပါမယ်အဲ့ buff ကဘာလဲဆိုတော့ pollute p o l l u t e pollute buff ဖြစ်ပါတယ်အဓိပ္ပာယ်ကပဝင်းခြင်းညဉ့်ဉန်းစေသည်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ် air water and soil pollutants are causing a divorce effect a divorce effect so ဒီမှာ a divorce or a divorce or the adjective ဆိုရသောဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ် တကယ်ကိုမှပြင်းထန်တဲ့အဲဆိုးရွားမှုကိုပြောတာပါအသက်အန္တရာယ်ကြောက်နိုင်လောက်အောင်ဆိုးရွားတဲ့ဆိုးရွားမှုဆိုလို့ရှိရင် adverse ဆိုတဲ့ adjective ကိုသုံးပါတယ် adverse ဆိုးရွားတော့အဲသူ့ရဲ့ adverb လေးကိုသိရမယ်နောက်ဝကြမှာလဲပါလိမ့်မယ်သူ့ရဲ့ adverb က adversely အလောင်းလေးပေါင်းလိုက်ပါမယ် adversely ဒါဆိုရင်တော့ adverb ကိုရပါတယ်ဆိုးဆိုးရွားရွားလို့အဓိပ္ပာယ်ရပါတယ် a divorce effect on plants animals and humans as well ဆိုစာကြောင်းလေးအသေးပဲကြည့်အောင် air water and soil pollutants ဆိုဒီ pollutant ကရှိရ air နဲ့ပေါ့မယ် air pollutant water pollutant soil pollutant ဒီသုံးခုလုံး ਨੇ ဆိုင်ပါတယ်ဆိုလေးညဉ့်ဉန်းပစ္စည်းတွေရေတုညဉ့်ဉန်းပစ္စည်းတွေအန်ပြီးတော့ soil pollutants ညီစီညဉ့်ဉန်းပစ္စည်းတွေအောင် are causing ဖြစ်ပေါ်လျက်ရှိပါတယ်ဖြစ်ပျက်စေလျက်ရှိပါတယ်ဘာတွေကိုဖြစ်ပျက်မှာလဲ a divorce a first ဆူရွာလာတဲ့အကျိုးတရားမှုတွေအကျိုးတရားတွေကိုဖြစ်ပျက်စေလျက်ရှိပါတယ်ဘယ်ပေါ်မှာလဲဆိုတော့ on plan အပင်ဒီပေါ်မှာ on animals တလိဆန်ဒီပေါ်မှာ and ပြီးတော့ on humans လူသားတွေစီမှာလူသားတွေပေါ်မှာ as well အလားတူပဲအပင်ဒီတလိဆန်ဒီလူသားတွေပေါ်မှာ adverse effect ဆိုရသောအကျိုးသက်ရောက်မှုတွေကိုအာခေါ်စဉ်ဖြစ်ပေါ်လျက်ရှိပါတယ်။ဒါဆိုနောက်ဝကြောက်ကြည့်အောင် moreover ဒါရောဝကြောက်တစ်ခုနဲ့တစ်ခုဆက်ထားတာပါ additional idea ပါ moreover ဒါအပြင် environmental damage ဒါအပေါ်မှာလည်းတွေ့ခဲ့ပြီးပြီ environmental adjective damage now and ပြီးတော့ loss of biodiversity အဲ့ဒီမှာ loss 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 ဒီမှာ noun noun အနေနဲ့သုံးထားတာပါ loss of biodiversity adversely affect ဆိုဒီမှာ AFF ECDFF ဒါက verb ပါအပေါ်မှာတွေ့ခဲ့တဲ့ EFF ECDFF ဒါက noun ပါ diet nutritional value and health ဆိုတော့ဝါကြလေးအသေးပေးကိုကြည့်အောင် moreover ဒါအပြင် environmental damage အဝိညာဉ်ဆိုင်ရာပျက်စီးဆုံးရှုံးမှုတွေအန်ပြီးတော့ loss of biodiversity ဇီဝမျိုးစိတ်တွေဆုံးရှုံးမှုတွေဟာ adversely ဆူဆူရွာရွာပဲ affect အကျိုးတရားမှုဖြစ်စေပါတယ်။ကဲဘာတွေကိုအကျိုးတရားမှာလဲဆိုတော့ diet အစားအစာတွေပေါ်မှာအကျိုးတရားမှုဖြစ်စေတယ်။ nutritional value အာဟာရတန်ဖိုးပေါ်မှာဆူဆူရွာရွာအကျိုးတရားမှုဖြစ်စေတယ် and ပြီးတော့ health ကျမ်းမာရေးပေါ်မှာစူးစူးရွာရွာအကျိုးတရားမှုဖြစ်စေပါတယ်။ဒါဆိုနောက်ထပ်ဝါကျအောင်ကြည့်အောင်။ Thanks to recent research on nutrition ဆိုဒီမှာမှတ်ထားမယ်ဒီကလုံးက Thanks to ဆိုတာက ED အသုံးမှာအဓိပ္ပာယ်ကကြောင်းလို့အဓိပ္ပာယ်ရပါတယ်။တစုံတစ်ခုကြောင်းတစုံတစ်ယောက်ကြောင်း။အဲတော့ကြောင်းလို့အဓိပ္ပာယ်ရတယ် Thanks to နောက်က noun လိုက်မှာပါ။အဲတော့ Thanks to recent research on nutrition ။ we came to know that ဆိုပြီးတော့အဲနောက်ကဝကြရေးထားပါတယ် environmental environmental ဒါတွေ့ပြီးပြီ adjective environmental deterioration ဆိုဒီမှာတိထားမယ်ဆိုကလုံးက deterioration t i o n ဆုံးပါတယ်ဆိုတော့သူက noun ပါ deterioration ဆိုတာ noun အဓိပ္ပာယ်ကယိုရင်းပျက်စီးခြင်းလို့အဓိပ္ပာယ်ရတယ်အဲ့တော့ဒီမှာသူ့ရဲ့ buff ကိုမှတ်ထားပါမယ်သူ့ရဲ့ buff ကဒီမှာ ATI1 ဆုံးတဲ့အတွက်ကြောင့်သူ့ရဲ့ buff က ATE ဆုံးမှာပါ DE TE RI O R A T E deteriorate deteriorate အဓိပ္ပာယ်ရိုရင်းပျက်စီးသည်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ် deterioration can cause nutrition related health ဆိုဒီမှာ nutrition related ဒါက unit 1မှာသင်ခဲ့ပြီးပါပြီဒါ compound adjective ပါ nutrition related hair problem success ဆိုရင်တော့ဗိုင်းလေးနေရတာပါတယ် malnutrition အဲ့တော့ malnutrition ဒီမှာရှိရ mal prefix ပေါင်းထားပါတယ် malnutrition ကတအငင်းဖြစ်သွားပါပြီအာဟာရပြတ်တောက်ခြင်းလို့ဒီပဲရတယ် and ပြီးတော့ infectious disease ဆိုတော့ဒီမှာတိထားမယ်စကလုံးက infectious infectious ဆိုတဲ့စကလုံးမှာ ous ဆုံးတဲ့အတွက်ကြောင့်မလို့ဒါက adjective ပါဆိုတော့ infectious ကဒါ adjective ကူးစက်တတ်သောဆိုတဲ့အဓိပ္ပာယ်ကိုရတယ် အဲ့တော့သူ့ရဲ့နောင်းက TION1 ဆုံးလိုက်ပါမယ် infection infection ဆိုရင်ဒါနောင်းကူးစက်ခြင်းလို့အဓိပ္ပာယ်ရတယ်သူ့ရဲ့ buff ကိုလည်းပဲတိထားပါမယ်အဲ့တော့ buff ကဘာလဲဆိုတော့ infect infect ဆိုရင်ဒါကူးစက်သည်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်ဆိုတော့ဝါကျလေးကိုပြန်ပြီးကြည့်ကြည့်အောင် thanks to recent research on nutrition on nutrition အဟာရအဟာရဓာတ်နဲ့ပတ်သက်ပြီးတော့ thanks to recent research အခုလက်တော်သူတေသနာသူတေသနာတွေရဲ့ကျေးဇူးတော်ကြောင်းနဲ့ကျေးဇူးကြောင့် we can to know ကျွန်တော်တို့ကစပြီးတော့သိလာပါတယ်။ဘာတွေသိလဲဆိုတော့ death ရဲ့နောက်ကဒါဝကြရေးထားပါတယ်။အဲ့ဒီဝကြဟုတ်တာ we can to know ပေါ့နော်စပြီးတော့သိလာမယ်။အဲ့ဒါ death နောက်ကဘယ်လိုရေးထားလဲဆိုတော့ environmental deterioration ရပဝင်းနေဆိုင်ရာယူရင်းပြည့်စည်ခြင်းတွေဟာ can cause ဖြစ်စေတယ် nutrition related hair problem nutrition related hair problem အာဟာရနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတွေဆိုပြီးဆက်ချက်ဆိုတော့ဗိုင်းလေးတွေကြီးရပါတယ်ဘာလို့ပြဿနာတွေလဲဆိုတော့ malnutrition အာဟာရရှုပ်ရင်းခြင်းပြဿနာတွေအန်ပြီးတော့ infectious disease ကုသတဲ့တော့ယောဂါတွေဆက်ချက်ကဲတူတော့ nutrition related hair problem ။နောက်ကျမကြီးလည်းပတ်သက်တဲ့ပြဿနာတွေကို can cause ဖြစ်စေနိုင်ပါတယ်။ depth sorrow we can't to know တို့တို့စပြီးတော့သိလာပါမယ်။